hello အားလုံးပဲမင်္ဂလာပါဖိုးမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ဒီနေ့ကစားသွားတဲ့ Champions League ပွဲစဉ်ဒီထဲမှာဗီလာရီယယ်ကအိမ်ကွင်းမှာ Manchester City ကို2-6မရှိဆိုတဲ့ရလနဲ့ကျွန်တော်ရှုံးနေပြီးတော့တပွဲလုံးအနေထားနဲ့ ပီလာရီရဲ့ဘက်ကထူးထူးခြားခြားပါအန်ဒီရဲ့မှတ်အများကြီးမပေးနိုင်တာမျိုးကိုကျွန်တော်တွေ့ခဲ့ရတယ်ပေါ့နော်ဒီဘက်ကလည်းအများစုကတော့ Manchester City အနိုင်ရလိမ့်မယ်ဆိုတာကိုကောင်းကောင်းသိကြလိမ့်မယ်မျှော်လင့်ထားကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲအဲ့ဒီအချိန်မှာကျွန်တော်အနေနဲ့ Manchester City ရဲ့ဘက်ကလည်းကျွန်တော်သာအနိုင်ရတယ်ဗီလာရီရဲ့ဘက်ကတော့ကျွန်တော်တို့ဒီကိုပေါက်ကန်သူမှု10ကြိမ်ရှိခဲ့တဲ့နေထမှာကိုပေါက်10ကြိမ်ပဲတည့်ခဲ့ပြီးတော့အများကြီးသူတို့အနေနဲ့ပေါ့နော်တိုက်စစ်တွေမှာဒုက္ခပေးနိုင်တာမျိုးတွေအများကြီးမရှိဘူး သူတို့မြင်အကယ်လို့ကောင်တာဓာတ်တီဘာတွေသွားပြီးဟိဆိုရင်တောင်မှတောင်မန်နေရာတွေမှာပဲသူတို့ကလုံးဝ waste ဖြစ်သွားပြီးရောဗနောအကုန်ပြီးသွားတာဒေါ်နရူမကိုဒုက္ခပေးနိုင်တာမျိုးဆိုလို့ဘောလုံးကအမြင်ကြီးကနေမြောက်ကြလာတဲ့အခါဒေါ်နရူမဖမ်းမှုကျူးပန်းတာကိုဝင်လုံးနာလောက်ပဲကျွန်တော်ရှိတယ်ဒါအပြင်တလုံးကန်ချက်တခုကိုဒေါ်နရူမပုတ်သွားတယ်ဒီလောက်ပဲဒီထက်ပိုပြီးတော့ကျွန်တော်အန်ဒီရပေးနိုင်တာမျိုးတွေမရှိခဲ့ဘူးမရှိခဲ့ဘူးအဲ့ဒါကြောင့်ဗောနော်ဒီတုံချုံကြည့်ရမယ်ဆိုရင်နီကလပ်ပီပီတို့ပါလို့ဆိုလို့ရှိရင်ဒီဘက်မှာလှုပ်လှုပ်ဆော့နိုင်နေပြားတည်လဲလှုပ်လှုပ်ရှာရှာဆော့နိုင်နေ အဲတယောက်ချင်းတယောက်ကြော်ဖြစ်တာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါအဲပြီးလို့ရှိရင်ပြီးသွားတာမျိုးတွေเนาะပြီးလို့ရှိရင် counter attack သွားဖို့အတွက်အဲသူသူလောက်တာမျိုးတွေဒါသူစီကနေပြီးတော့အများကြီးအဆပြုတာတွေကျွန်တော်တွေ့ရတယ်။ဒါပေမဲ့လည်းလို့ပေါ့နော်ထင်တဲ့လောက်ထိကျွန်တော်တို့အနေနဲ့တသိန်းလုံးအနီထားနေကတော့ Manchester City ကိုယင်ပေါင်တန်းမစော့နိုင်ခဲ့ဘူးပေါ့လေ။ City တွေကတော့ဒီပွဲကသူတို့အနိုင်ရဖို့အတွက်တောင်မှမဖြစ်မနေကြိုးပမ်းခဲ့ရတဲ့အနေထားမျိုးတောင်မဟုတ်ခဲ့ဘူးတကယ်တမ်း။တာမန်မဲ့တာမန်မဲ့ဆိုတာအဲ့တာမန်တွေကကူမှာ အဒီဗီလာရီယဲကိုအဆင်ပြေအောင်အနိုင်ရသွားတာသူတို့ဒီဟာလန်သွင်းခဲ့တဲ့ပထမဂိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးကောင်းနေတော့တော်တော်လေးကောင်းနေပေါ့ကျွန်တော်ဒီညာချမ်းမှာရှိတဲ့တောင်မှအချိတ်ဆက်တည်းကနေဒီစင်အီရီယာပေါက်ထဲမှာပြေးဝင်လာတဲ့ကစားမကို save ညိုလာကျွန်တော်ချိုးပေးလိုက်တာအဲ့ဒါကိုဟိုကျွန်တော်တို့ဒါဒီရအောင်ကိုပဲကျွန်တော်ဒီဟိုဘယ်လိုပြောမလဲကွန်းလင်ရရီဂိုလူးဝစ်ကဗျာနော်ရီဂိုလူးဝစ်ကကျွန်တော်ရောက်လာပြီးချိုးပေးတာကိုဟာလန်ကပိတ်သွားတာ အဲ့ဒါကိုကျွန်တော်ကြည့်လို့ရှိရင် Manchester City ရဲ့ပြိုင်ဘက် area ထဲမှာရှိတဲ့ movement တွေ Haaland လိုမျိုးအည်သွေးမြင့်တိုက်စစ်ကစားမှတယောက်ပြိုင်ဘက် area ထဲမှာဘယ်လိုမျိုးယူလျားမှုတွေသူလုပ်တယ်လေပေါ့ဒါတွေကျွန်တော်ကောင်းကောင်းမြင်ရနိုင်တယ်ဒါ Rico Lewis ရဲ့ကောင်းတဲ့အချက်လေးကျွန်တော်ပါခဲ့တာပေါ့နော်အဲ Sevinho တို့ဘာလို့ဆိုလို့ချင်းလဲပဲအဆင်ပြေတယ်လို့ကျွန်တော် ပြောခဲ့ရမယ် Dogu တို့ဘာလို့ဆိုလို့ချင်းတော့တောင်းမမှာ Mourinho ရဲ့ပေါ့နော်ဒီကြောက်လျှောက်သူ့ကိုကတ်တာမျိုးတွေသူခံရတာကြီးကျွန်တော်ရှိတယ်မကျော်ဖြစ်နိုင်ခဲ့တာမျိုးတွေလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်အဲဒါမျိုး မန်ချက်စတာစီးတီးကတော့ဒါတိတ်ပြီးတော့ခက်ခက်ခဲခဲမရှိခဲ့ဘူးဒါပေမဲ့နောက်တစ်လုံးကဆယ်ဗင်ဂျိုအသားလေးမှတင်ပြလိုက်တဲ့အလုံးကိုကျွန်တော်တို့ဒီဘာနာရိုစီးပါကအလွတ်ကြီးကောင်းတိုက်သွားတာဒါကတော့ဘာနာရိုစီးပါရဲ့ movement လို့ပဲကျွန်တော်ထပ်ပြောရမှာပေါ့ဘာလို့အဲ့မတိုင်ခင်ကသူကဟာလန်နောက်မှာတောင်ကျွန်တော်ဟိုဘက်ချက်မှာရှိနေတာအဲနောက်ကနေကွိဝိုက်လာပြီးတော့ကို movement လုပ်ပြီးတော့သူကောင်းတိုက်သွားတာပြောရရင် မာဂင်လွတ်သွားတယ်တယောက်တည်း AACC ကျွန်တော်ဖြစ်သွားတယ်ဆိုတာပဲစီတီကိုတော့မီလာရီယဲကဒီဘလိုမရှင်မကစားနိုင်ခဲ့ဘူးပေါ့လေသူတပင်းကျွန်တော်နေတဲ့မန်ချက်စတာစီတီရဲ့နောက်တက်မှာဂျွန်စတုန်းလဲသူပြန်ပြီးတော့ကစားလာတယ်လို့ပွဲချိန်ပြည်လဲကစားခွင့်ရခဲ့တဲ့ရူဘင်ဒီယက်စ်နဲ့တူတူပဲယူစကိုကဗာရီယိုပြန်ပါလာတာမျိုးကိုလည်းကျွန်တော်တွေ့ရတယ်ဒါကိုကျွန်တော်ကြည့်မြင်ဆိုလို့ရှိရင်ကိုပဲခန်စစ်ကတတော်ကိုလုံခြုံနေတဲ့တယ်မှာပါတယ် ဒါအပြင်ဗန္ဒရိုစီဘာတို့ပေါ့နော်ဒါပွဲထွက်လူစီမှာပြင်ပါလာတယ်အဲပြုရှင်ကွန်ဆာလက်စ်တို့ပါလာနော်ကွန်းလင်မှာပါလာပြီးတော့ရီဂူလူးဝစ်နဲ့ကျွန်တော်တွဲတယ်တိုက်စစ်မှာလဲဟာလန်တို့ဆေဗင်ယိုတို့ဒူဂူတို့ပေါ့နော်ဒီနေရာမှာအရင်ကနေပြီးတော့ဒါ85မိနစ်မှာဆိုလို့ရှိရင်မန်ချက်စတာစီးတီးမှာအင်ဂျူရီပြဿနာတွေကြောင့်ယုံဒီလွဲချော်ထားတဲ့ပြုရှင်မာမူးစ်တို့လူစားမမေတို့ကျွန်တော်ပါလာတယ်ရိုင်ယန်ချာကီတို့လူစားမမေတို့ကျွန်တော်ပါလာရဲ့ ဒါပြင်ရိုင်နာစတိုဘာတို့ကတော့မှအနားပေးခဲ့ပြီးတော့ဒုတိယပိုင်းကျမှကျွန်တော်ထည့်တာဆိုတော့မန်ချက်စတာစီးတီးကသူတို့အနေနဲ့ကစားမားတွေအကုန်လုံးသူတို့တုံမသွားဘူးပေါ့နော်တုံမသွားပဲနဲ့ကျွန်တော်သာ AACC ကိုကျွန်တော်တို့အနိုင်ယူသွားတာဒီပွဲမှာဒါကြောင့်ကျွန်တော်ဒီပွဲမှာမန်ချက်စတာစီးတီးကနိုင်ပွဲရဖို့တောင်မှထင်သလောက်ထိခက်ခဲခဲခဲမလုခဲ့ရဘူးလို့ကျွန်တော်ပြောတာဟာလန်ကတော့ဟာလန်ပဲပေါ့နော်ကျွန်တော်လက်ရှိမှာဂိုးတွေဆက်ပြီးတော့တွင်းနေသေးပဲဒီတိုင်းမှာလည်းကျွန်တော်သာဂိုးတွင်းနေပြီးခဲ့တဲ့ကျွန်တော်သာ weekend ကပွဲမှာလည်းဂိုးကဆက်တွင်းနေတာ international break ဒီမှာလည်းနိုင်ငံသင်းတွေတော့ကျွန်တော်တွင်းသေးတာဆိုတော့ဟာလန်အတွက်ကျွန်တော်တို့ twin ကိုတကူရဖို့ကဖန်တီးမှုတွေအများကြီးလုတ်ပေးစရာမလိုဘူးလို့ကျွန်တော်ပြောရမလိုဘူးဖြစ်နေပြီเนาะဒါ premier league ရဲ့ရည်သွေးမြင့်ဆုံးဒါလုံးဝ clinical အဖြစ်ဆုံးတိုက်စစ်မှုတရားလို့ကျွန်တော်ပြောလို့ရတယ်အရာတိုက်စစ် exam တွေနော်ကျွန်တော်ဒီ consistent ဖြစ်တဲ့ performance တွေပြဖို့လက်ရှိရုံးကန်နေရတဲ့ချိန်မှာ Haaland ကတော့သူ36တွေကိုပုံမှန်တွင်းပြနေပြီဆိုတော့ Haaland ရဲ့အရန်ကောင်းတဲ့ຢာတိတစ်ခုကိုကျွန်တော်လောလောဆယ်မှာမြင်တွေ့နေရတယ်ပေါ့နော် ဆိုတော့လက်ရှိလောတဲ့မှာမာမိုးစ်တို့လူကစားမမျိုးတွေ ပါနိုင်ခြင်းအပြည့်အဝမရှိသေးတဲ့တော့မှဟာလန်ကသူ့ပါပါသည်များလို့မှဂိုးတွေတစ်ချောင်းသွင်းနေတယ်ဆိုတော့မန်ချက်စတာစီးတီးတွေတော့ဒီပွဲကကျွန်တော်သာဖြစ်တဲ့နဲ့နိုင်ပွဲကိုရအောင်သူတို့ပုံဖော်သွားတယ်အရင်ကြီးပင်ပန်းစရာမလိုခဲ့ပဲနဲ့ချန်ပီယံစလိ၃ပွဲမှာသူတို့၂ပွဲနိုင်တယ်တပွဲတည်ကြာရင်နဲ့တိုက်စစ်က၆ကိုရရင်ခန်းစစ်က၂ကိုပေးထားရတယ်ဆိုတော့မန်ချက်စတာစီးတီးကဖြစ်တဲ့နိုင်ပွဲကိုကျွန်တော်သာ clean sheet နဲ့အတူထပ်ပြီးတော့ရခဲ့တယ်ပေါ့လေဆိုတော့ညီကလေးရောဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်